မင်္ဂလာပါတင်းနဲ့မှာတော့ကျွန်တော်ချက်စီအသင်းနဲ့လော့အင်ဂျင်လီအသင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်အချို့လေးကိုကျွန်တော်တင်နဲ့နဲငယ်ပြုလုပ်ပေးချင်ပါတယ်တီဗီမျက်မှာရှင်ပြိုင်ကစားသွားခဲ့တဲ့ဒီကလပ်ဝေါ်ကပ်ပွဲစဉ်မှာတော့ချက်စီအသင်းကလော့အင်ဂျင်လီအသင်းကို2-0ဆိုရဲရလဒ်နဲ့နိုင်ရရှိခဲ့တဲ့ချက်စီအသင်းအတွက် twin goal တွေကိုတော့အာအန်ဇိုနဲ့ပက်ထရိုကတော့ twin ယူပေးသွားခဲ့တယ်ချက်စီအသင်းရဲ့အားနဲ့ချက်အချို့တွေကိုလည်းဒီပွဲစဉ်မှာလည်းကျွန်တော်မြင်တွေ့နေရသုံးပဲအမှန်တော့ကျွန်တော်ချက်စီအလောက်ထိမှ ခက်ခဲလိမ့်မယ်လို့တော့ကျွန်တော်မထင်ခဲ့တာဗျဒါပေမဲ့တကယ်တည်းပွဲကစားတဲ့ခါမှာတော့ Chelsea အသင်းကအခက်ခက်ခဲခဲကြီးကိုကစားရတာများသောအားဖြင့်ကျွန်တော်တို့ဘယ်မှာအခက်တွေ့လဲဆိုလို့ရှိရင်တိုက်စစ်ပိုင်းမှာသွားပြီးအခက်တွေ့နေတိုက်စစ်ပိုင်းကကျွန်တော်ဂိုးတကူရရှိဖို့အတွက်တော်တော်လေးကိုယုံကန်နေရတယ်ဗျာကျွန်တော် Premier League မှာလည်းထိုနည်း၎င်းမဲ့ကျွန်တော်ယုံကန်ခဲရတယ်ကျွန်တော်စပစ်ပေါ်တော့ Conference League အစရှိတဲ့ပွဲစဉ်တွေကိုကျွန်တော်ကြည့်လိုက် ကျွန်တော်ချက်စီအတင်းကပွဲစပြီဆိုတာနဲ့ဂိုးရရှိဖို့တော်တော်လေးကိုရုန်းကန်ခဲ့ရတယ်။ဒီနေ့ပွဲစဉ်မှာဆိုရင်လည်းထိုနီး၎င်းပဲကျွန်တော်မြင်သွေးခဲ့ရတယ်။ချက်စီအတင်းနဲ့ပတ်သက်ပြီးစကားကုံကုံပြောရမယ်ဆိုလို့ရှိရင်အတင်းကြီးပုံစံမှာကစားနိုင်ခဲ့တာတော်တော်လေးကိုကြာသွားခဲ့ပြီ။ကျွန်တော်သောမတ်စ်ဒူးခေထွက်ခွာပြေးရနောက်ပိုင်းမှာချက်စီအတင်းကအတင်းကြီးလို့မကစားနိုင်တော့ဘူးဗျ။ဖိဖိစီစီကိုမကစားနိုင်တော့တာ။ဒါကတော့ကျွန်တော်စကားကုံကုံပြောတာပေါ့။ ဆိုတော့မနေ့ကပွဲစဉ်အကြောင်းကြောပြဆက်ပြောရမယ်ဆိုလို့ရှိရင်ကစားကွက်အရာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် chess အတန်းကစားကွက်အရာကျွန်တော်တို့ကအာ position game လို့လို့ပြီးလို့ရှိရင်ကျွန်တော်တို့ကတကယ်ကောင်တာလို့လို့စဖြစ်ပေါ်တော့ဒီလိုရောင်လေလေနဲ့ကျွန်တော်ဖြစ်နေတုံးပဲအဓိကကတော့ကျွန်တော်ကတိုက်စစ်ကိုပဲကျွန်တော်အားမြတာနောက်တန်းနဲ့ကွင်းလေကတော့ကောင်းနေပြီနောက်တန်းကလည်းကျွန်တော် တည်ငိမ့်တယ်လို့လည်းကျွန်တော်ပြောလို့ရတယ်ပြီးလို့ရှင်ကျွန်တော်ကွင်းလယ်ကိုကြည့်ကွင်းလယ်မှာကျွန်တော်တို့အထိုင်ကစားမ2ယောက်ကျွန်တော်ထားထားရဗျာကိုင်ဇက်ဒိုနဲ့လာဗီယဒီကစားမ2ယောက်ရှိတယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကဒီကွင်းလယ်အဖက်ကတော့ကျွန်တော်အလောက်ထမမစိတ်ပူရအောင်ကျွန်တော်တို့မှာအန်ဆိုနဲ့လာဗီယကပါလဲဆိုဒီကောင်နှစ်ကောင်ကအဖက်အရန်ကောင်းတဲ့ကစားမဒီကောင်နှစ်ကောင်ထည့်ပြီးဆိုလို့ရှင်ကျွန်တော်တို့ကဒီအဖက်နေရာစိတ်မပူရလို့ ပြီးလို့ရှိရင်ကျွန်တော်ဒီတိုက်ဆက်ပိုင်းလိုက်ပါတဲ့နေရာမှာတော့နည်းနည်းတော့အားနေသွားလိမ့်မယ်ကျွန်တော်တို့ကိုက်ဇက်တိုနဲ့အန်ဆိုတွဲပြီးလိုက်မယ်ဆိုလို့ရှိရင်တော့ကွင်းလယ်အဖြစ်ကအားနေသွားမယ်တိုက်ဆက်လမ်းကြောင်းကပွင့်မယ်စဖြစ်ပေါ်တော့တချို့နေရာမှာအားနေချက်ရှိလို့တချို့နေရာမှာကျွန်တော်အားတာချက်လေးတွေကျွန်တော်တွေ့ရတယ်ဒီကစားတဲ့မားတွေရဲ့ကြားမှာဆိုတော့လာမယ့်ယာတီကြားလို့ရှိရင်နီးပြတ်မရစကာအနေနဲ့ဒီမတူညီတဲ့အရေးချင်း၃ခုကိုသူကတပြိုင်တည်းထုတ်သုံးနိုင်ဖို့လိုအပ်လိုအပ်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ် ပြီးလို့ရှိရင်ကျွန်တော်ဒီတိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တိုက်စစ်ပိုင်းကတကယ်ကြီးကိုအားရစရာမရှိသေးဘူးအခုချိန်ထိဘာမှအကျိတ်အဆက်မမိသေးဘူးစားဖြစ်ပေါ်တော့ဒီလိုပုံစံလေးကြီးကျွန်တော်တွေ့ရတယ်မနေ့ကဂျက်ဆင်ကသူကတလုံးဖန်တီးပေးသွားတာကလွဲလို့ရှိရင်ဘာမှရင်ခုန်ဆွဲလို့ရှားစရာသူမပေးစွမ်းနိုင်ခဲ့ဘူးဗျာတကယ်နံပါတ်9ပုံစံနဲ့သူမကစားနိုင်ဘူးဂျက်ဆင်ကကျွန်တော်အရှင်းဆုံးကျွန်တော်ပြောတော့ ဟိုးကျွန်တော်ယာဒီစကလေးကယာဒီဆုံးဝင်ထီကျွန်တော်ပြောထားပြီးသားဂျက်ဆင်ကလုံးဝမရဘူးချက်စီအတင်းရတိုက်စစ်နဲ့ဆိုတော့သူကတခါလေးကြားချင်တပွဲကောင်းလေးတွေတော့ရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီတပွဲကောင်းတွေတော့မရဘူးဂျက်ဆင်ကတိုးတက်ဖို့လိုအပ်နေတည်းရဖြစ်နိုင်လို့ရှိရင်ဂျက်ဆင်ကိုကျွန်တော်တို့တရာတီလောက်အငှားချလိုက်လို့ရှိရင်တော့ကောင်းသွားလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဒီတောင်ပန်ကစားမဖြစ်တဲ့ Medu AK Medu AK ကမနေ့ကပွဲစဉ်မှာလေးတည်လား ကစားကွက်ထဲမှာဒီကောင်ပါရော့ပါရဲ့လာလို့တော့ကျွန်တော်တန်တရာဖြစ်မိတယ်ဗျာဘာကြောင့်လဲဆိုလို့ရှင်တော့သူ့စီဘောလုံးရောက်လို့ရှင်အပြက်ကများလေများတယ်ဗျာ crossing ကလည်းမပေးနိုင်စပစ်ပေါ်တော့ဘာတခုမှမမေရရမလုတ်ပေးနိုင်ရဗျာဒါကြောင့်မို့ metu ak ကချက်စီအတင်းတိုက်စစ်မှာနေရနေရကြီးတခုရတာကတော့ကျွန်တော်တော်လေးကိုအံ့ဩတယ်ဒီကစားမှာအမှန်ဆိုလို့ရှင်ဒီကောင်ကလေးတည်းက အရင်စင်းရင်တော့မဝင်ဗျာစကားကုံအောင်ကျွန်တော်ပြောရမတူ AK နဲ့ပတ်သက်ပြီးဟာအရင်စင်းရင်တော့မဝင်တဲ့ကစားမားတယောက်ကိုကျွန်တော်တို့ကပွဲထွက်ခွင့်ရည်ရည်ကိုအဲ့လိုရည်တော့ပေးတယ်ဆိုတော့မဖြစ်တင်ဘူးအရင်ကသူကကျွန်တော်ဒီအာယာဒီယာဒီစတော့ငါဆိုလို့ရှိရင်တော့အနေငယ်ခြေစွမ်းပြခဲ့တယ်ဗျာအဲ့ဒီချိန်မှာမရစကာကတူကိုခောက်ထားလိုက်တဲ့ချိန်မှာဒေါ်ရဖြစ်သွားတဲ့အခိုက်အတန့်လေးရှိတယ်ကျွန်တော်တို့ဒီမကြည်နဲ့တဲ့ပုံစံမျိုးတွေဖြစ်ခဲ့တယ်ဗျာဒီကောင်က ဆိုတော့ဒီကောင်ရဲ့ခံယူချက်စိတ်သက်တွေကလည်းမကောင်းဘူးမတူ AK ကမနေ့ကပွဲစဉ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ချက်စီအတင်းအနေနဲ့3 9 4 9လောက်တော့တွင်းနိုင်တဲ့နယ်ကျွန်တော်တို့ကတိုက်စစ်ပိုင်းကလုံးဝအလုံးမဖြစ်လို့တာကျွန်တော်တို့နှစ်ကိုးနယ်ပဲကျွန်တော်ပြက်ခဲရတယ်ဗျာဆိုတော့ဆိုလိုရာကဘယ်လိုလဲဆိုလို့ရှိရင်တော့ကျွန်တော်ချက်စီအတင်းရဲ့တိုက်စစ်ကိုအာဆင်နယ်အတင်းရဲ့တိုက်စစ်နဲ့တွတ်ရှင်ကြည့်အာဆင်နယ်အတင်းရဲ့တိုက်စစ်ကတော့သူတို့ကတကိုးနှစ်ကိုးတာတွင်းရင်တွင်းနိုင်မယ်ဒါပေမဲ့အမြဲတမ်းမိနစ်ပိုင်းလို့လို့ ပြိုင်ဘက်အသင်းရဲ့ဂိုးပေါက်တွေကိုသူတို့ကချင်းချောက်နိုင်တယ်ဗျာကျွန်တော်အဲ့လိုပုံစံမျိုးကျွန်တော်ဖြစ်ခိုင်းစေချင်တာအမြဲတမ်းချင်းချောက်နေရမယ်တစ်ဖက်အသင်းကကိုယ့်ကိုရှိန်နေရမယ်ဒီလိုပုံစံမျိုးကျွန်တော်တိုက်စစ်အဲ့လိုပုံစံမျိုးကိုကျွန်တော်ဖြစ်ခိုင်းစေချင်တာလီဗာပူးအသင်းကိုကြည့်တရဇက်ဒီကောင်နေတိုက်စစ်စင်တာကိုကျွန်တော်တွေ့ရတယ်အခုချက်စီးရဲ့အသင်းမှာအဲ့လိုမဟုတ်ဘူးဆိုတော့ကျွန်တော်အားရတဲ့အပိုင်းတွေပြောရမယ်ဆိုလို့ရှိရင်မနီယာမှာတော့နက်တိုးရောကျွန်တော်တော်တော်လေးကိုအားရတယ်နက်တိုးကတော့ကျွန်တော်ပက်ထရိုကိုအစား ထိုးကျွန်တော်ရယူရရလိုက်လို့ပဲကျွန်တော်ခန်းစားရတယ်။ဘာကြောင့်ဒီကောင်ကစားပုံကစားနီးကပက်ထရိုနဲ့လုံးဝကိုစင်တူတယ်ဗျ။မနီယာဆိုလူရှင်တော့မဒူအီကီဖဲကိုလည်းသူဝင်ကစားပေးတယ်ပြီးလို့ရှင်ကျွန်တော်ညာဖက်အချမ်းစပြစ်ပေါ်တော့အမှန်တော့တန်းပြောရလို့ရှင်ဒီကစားကွက်ကသူနဲ့လုံးဝအံဝင်권ချမှုမရှိဘူးမရှိပေမဲ့ရအောင်စူးစမ်းပြီးမှဒီအောင်ကစားသွားတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့နေတိုးရဲ့ အာစူးစမ်းမှုကိုတော့ကျွန်တော်လုံးဝအတိမတ်ပြုတယ် man of the match ရကိုရတာကိုလည်းကျွန်တော်တော်တော်လေးကိုထိုက်တန်တယ်လို့လည်းကျွန်တော်ပြောချင်တယ်ဗျာဆိုတော့နောက်တဲ့ကစားမကတော့ကျွန်တော်ဖာမာကိုကြည့်ဖာမာကလည်းမနေ့က change creek တွေသူကတော်တော်လေးကိုလှုပ်ပေးခဲ့တယ်ဒါပေမဲ့တိုက်စစ်ကစားမတွေကအလုံးမဖြစ်တဲ့အတွက်ကြောင့်မို့အလုံးကအလကားကြီးဖြစ်ကုန်တယ်ဗျာနောက်ပြီးလို့ရှိရင်သူ သူစီဘောလုံးရောက်လာတဲ့ခင်ချိန်ကြရင်ကြည့်လိုက်ဖာမားကိုအမြဲတမ်း၂ယောက်မဟုတ်ရင်၃ယောက်အမြဲတမ်းကက်ကက်သွားတော့ကိုညကျွန်တော်တွေ့ရတယ်ဆိုတော့ဖာမားအတွက်နေရာလွတ်တွေကိုဂျက်စင်တို့မက်ဒူအီကီတို့မဖန်တီးပေးနိုင်ဘူးဒါကြောင့်မို့ဖာမားခြေစွမ်းကြတာလည်းမပြောနဲ့အဲ့ဒီအီအာရလည်းပါတယ်ဗျာဒါပလီရှာအတက်ကိုကျွန်တော်ခေါ်ယူထားတဲ့ဒီလစ်ရဲ့ခြေစွမ်းကိုပြောရမယ်ဆိုလို့ရှင်ဒီလစ်ကတော့တော်တော်လေးကိုကောင်းတယ် မနေ့ကတူနေရယူပုံနေရယူနီးတွေကတော်တော်လေးကိုကောင်းတယ်ဗျပြေးထွက်သွားတာတဲ့ကစားလူကျွန်ထောင်ထောင်ချောက်ဖောက်ထွက်တာတဲ့အဲ့လိုတော်တော်လေးကိုကောင်းတယ်ခိုးဖာမာရုနဲ့လည်းတော်တော်လေးကိုအချိတ်ဆက်မိတာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်တို့လိုအပ်နေရဒီလိုတိုက်စစ်ကစားမမျိုးမနေ့ကအန်ဆိုအန်ဆိုကိုသူတကယ်အာ uh, big charge နှစ်ခုသူပြုတ်လုတ်ပေးသွားခဲ့တယ်ဗျနောက်ပတ်မတလုံးကမဝင်ခဲ့ဘူးတော်တော်လေးကိုကောင်းပါတယ်သူလုတ်သွားတဲ့အရာတွေကသူ့ရဲ့တိုးအားလုတ်အား body ခု ကစားတာတွေကအစပေါ်တော့တော်တော်လေးကိုကောင်းတယ်ကျွန်တော်ဒီအန်ဆိုတွင်းသွားတဲ့အလုံးကိုသူဖန်တီးပေးတာကိုကျွန်တော်တိတ်တိတ်ချာချာကြည့်မယ်ဆိုလို့ရှိရင်တော့အန်ဆိုဖန်နန်ဒက်ကိုသူအရင်ကြည့်လိုက်သေးတယ်တစ်ချက်သူအန်ဆိုဖန်နန်ဒက်ကိုသူအရင်ကြည့်လိုက်သေးတယ်တိတိချာချာရို့တင်ပေးတာနော်အဲ့လိုပုံစံဖြစ်ကလက်ဇန်ဂျက်ဆင်တို့လိုဂျွန်ဒီမက်ဒူအေကေတို့လိုဖြစ်ကလက်ဇန်သူကောက်တင်ပေးလိုက်တဲ့ပုံစံမျိုးမဟုတ်ဘူးတိတိချာချာလှမ်းကြည့်ပြီးမှသူကတခါတည်းဖက်ဆိုရင်သူအဲ့လိုတင်ပေးတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ ီလက်ကလည်းဒါသူ့ရဲ့ပတ်မှအူဆုံးပွဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နည်းနည်းတော့စောင့်ကြည့်ရအောင်မယ်ဒါပေမဲ့ Justin ထဲတော့ကောင်းတယ်လို့တော့ကျွန်တော်ပြောနိုင်တယ်ဆိုတော့ကျွန်တော်အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှင်တော့ Chelsea အတင်းကလိုအပ်ချက်လေးတွေရှိနေတည်တယ်အခုကျွန်တော်ဒီ Lot Angelic အတင်းကိုအနိုင်ရရှိလိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ Brazil Club အတင်းဖြစ်တဲ့ Flamengo အတင်းနဲ့ကျွန်တော်တို့က selection ပြန်ရမယ်ဗျာဆိုတော့အားလုံးကျွန်တော်တောင်းနေပဲဆုံးသက်ပေးချင်တယ်လာမယ့်နေ့တွေမှာ Chelsea အတင်းရဲ့တည်တဲ့နေ့ကိုကျွန်တော်ထပ်မံပြီးတင်ဆက်ပေးပါောင်းမယ်လို့